မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင် Main Online စိုးဝင်းအပါဝင်လူပုဂ္ဂိုလ်6ဦးကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုအတွက်ဖမ်းဝရမ်းထုတ်ရန်အာဂျင်တီးနားအစိုးရရှေ့နေများကအာဂျင်တီးနားတရားရုံးကိုတင်ပြထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာဂျင်တီးနားမှာကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အရာ မြန်မာနိုင်ငံကရိုဟင်ဂျာအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကိုစုံစမ်းစစ်ဆေးနေတဲ့အာဂျင်တီးနားအစိုးရရှေ့နေများကမြန်မာစစ်ကောင်းဆောင်များကိုဖမ်းရမ်းထုတ်ရန်အတွက်အာဂျင်တီးနားတရားရုံးကိုတင်ပြလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျာ။အာဂျင်တီးနားအစိုးရရှေ့နေများကစစ်ကောင်းဆောင်မင်းအောင်လှိုင်ဒုစစ်ကောင်းဆောင်စိုးဝင်းဒုဗိုလ်ချုပ်ကြီးအောင်ကျော်စောတိုင်းမှုဗိုလ်ချုပ်မောင်မောင်စိုးတပ်မ33တပ်မမှုဘုံမှုချုပ်အောင်အောင်ရဲရရှိကြော်ရှိနေကျေးရွာဥက္ကဋ္ဌအောင်ဆန်းများတို့ကိုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ရန်တရားရုံးကိုတင်ပြလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အာဂျင်တီးနားတရားရုံးကမြန်မာစစ်ကောင်းဆောင်များကိုဖမ်းဝရမ်းထုတ်မထုတ်ဆုံးဖြတ်မှာဖြစ်ပြီးတော့ဝရမ်းထုတ်ဖို့အတွက်လည်းကရင်ဘတ်များစွာကြာမြင့်နိုင်တယ်လို့သိရပါတယ်။မင်းအွန်လိုင်းအပါအဝင်ဖမ်းဝရမ်းထုတ်ရန်တင်ပြခံထားရတဲ့သူများဟာရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုမှာတာဝန်ရှိအောင်သာမကဘဲနဲ့2021ခုနှစ်ဖေဖော်ဝါရီလစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လူသားမျိုးနွယ်အပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုများအပါအဝင်မြန်မာပြည်သူများကိုရက်ဆက်စွာတတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုများကိုကျူးလွန်လျက်ရှိတယ်လို့သိရပါဗျ။ဒီနေ့မှာတော့မင်းအောင်လိုင်းနဲ့စစ်တပ်ကအကြီးတန်းအဖွဲ့တွေကိုဖမ်းဝရမ်းထုတ်နိုင်မှုအတွက်နောက်ထပ်တစ်ဆင့်နှီးကပ်လာပါပြီ။ဖမ်းဝရမ်းထုတ်နိုင်မှုတင်ပြရေးဆုံးဖြတ်တာက သူတို့ကျူးလွန်တဲ့ယာဇဝဲမှုတွေကနေလွမြောက်နိုင်မှာမဟုတ်ဘူးလို့မြန်မာစစ်တပ်ကိုရှင်းရှင်းလင်းလင်းသတင်းစကားပေးပို့တာလည်းဖြစ်ပါတယ်လို့မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌဦးထုံးကင်ကပြောဆိုထားပါတယ်။ Burmese Rohingya Organisation UK က2019ခုနှစ်မှာအာဂျင်တီးနားတရားစီရင်ရေးဌာနကိုရိုဟင်ဂျာများလူမျိုးတုံးတပ်ဖြတ်ခံမှုနဲ့ပတ်သက်ပြီးတော့ပထမဆုံးအကြိမ်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး 2021ခုနှစ်မှာအမှုဖွင့်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ကမ္ဘာမှာပထမဆုံးသောတရားစီရင်ရေးဆိုင်ရာအမှု ဖြစ်တယ်လို့သိရပါဗျ။လွတ်လပ်တဲ့အစိုးရရှိနေတွေကမြန်မာစစ်တပ်ကစေစုနဲ့နဲ့ချီပြီးတော့ကျူးလွန်ခဲ့တဲ့ကျေပြန်ပြီးတော့ကြောက်စရာကောင်းတဲ့ရာဇဝတ်မှုတွေအတွက်ဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုတင်ပြတာကဒါပထမဆုံးအကြိမ်ပါ။ဒါရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်ခံရမှုအတွက်တမိုင်းဝင်တိတာထင်ရှားတဲ့အတိမတ်ပြုမှုတစ်ခုပါ။မင်းအောင်လှိုင်ကရာဇဝတ်ကောင်ဖြစ်လို့ ထောင်ထဲမှာပဲသူ့ရဲ့ဘဝကိုအဆုံးသတ်သွားရမှာဖြစ်ပါတယ်လို့ဦးထုံးခင်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကထောင်ချစစ်ဗိုလ်ချုပ်များဖြစ်တဲ့စိုးထော့မုံမြင့်ထွန်းကိုကိုမောင်နဲ့မြတ်သက်ဦးတို့ကို ပေးရထားတဲ့ဂုံတူးဆောင်ဘွဲ့နဲ့ဒစိမ့်များကို မင်းအောင်လိုင်းကပြန်ရုပ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ၄ရက်နေ့မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကဖမ်းဆီးပြစ်ဒဏ်ချမှတ်ထားတဲ့စစ်ဗိုလ်ချုပ်ဟောင်းမြရဲ့ဂုံတူးဆောင်ပွဲများဂုံတူးဆောင်ဒစိမ့်များကိုပြန်လည်ရုပ်သိမ်းလိုက်ကြောင်းအမိန့်ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်၂၀23ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာရာထူးလုတ်ပိုင်ခွင့်မလျော်ဩဇာတုံးမှုအဂရိတ်လိုက်စားမှုတို့နဲ့စစ်တရားရုံးက1005နှစ်ချမှတ်ထားတဲ့ပြည်ထရေးဝင်ကြီးဟောင်းဒုဗိုလ်ချုပ်ကြီးဟောင်းစိုးထွတ်ထံကိုချိမြင့်ထားတဲ့စီသူဘွဲ့တေရီပြန်ချီဘွဲ့တွေကိုပြန်လည်ရုပ်သိမ်းလိုက်တယ်လို့သိရပါတယ် 2023ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာနိုင်ငံတော်တက်စာဖောက်ဖျက်မှုစစ်စည်းကမ်းဖောက်ဖျက်မှုတစိုးလက်ဆောင်ရယူမှုနိုင်ငံသားတုံးငွေတရားမဝင်လက်ဝဲထားရှိမှုတို့အပါအဝင်တခြားဆွဲချက်များနဲ့ထောင်ဒဏ်တသက်တကြွန်းချမှတ်ခံရတဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမိုးမြင့်ထွန်းကိုကြီးမြင့်ထားတဲ့စီတူဘွဲနဲ့ဇေယျကျော်ထင်ဘွဲတွေကိုလည်းပြန်လည်ရုပ်သိမ်းလိုက်တယ်လို့သိရပါတယ်။2024ခုနှစ်ဇန်နဝါရီလမှာထောင်ဒဏ်10နှစ်ချမှတ်ခံရတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဟောင်းဗိုလ်ချုပ်ဟောင်း မြက်တပ်ဦးကိုချီးမြှင့်ထားတယ်သူရဲကောင်းမှတ်တမ်းဝင်ဒဇိန်များကိုလည်းပြန်လဲရုပ်သိမ်းလိုက်ကြောင်းအမိန့်ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်2023ခုနှစ်ဇွန်လလ23ရက်နေ့မှာထောင်ဒဏ်10နှစ်ချမှတ်ခံရတဲ့ကချင်ပြည်နယ်မြကြီးနားအခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဟောင်းဗိုလ်ချုပ်ကိုကိုမောင်ကိုချီးမြှင့်ထားတယ်ဈေးရကြော်ထင်ဘွဲကိုလည်းပြန်လဲရုပ်သိမ်းလိုက်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကိုကန် MNDAA တပ်အင်အားတထောင်ကျော်ဟာလက်နက်ကြီးတွေနဲ့တီဘောဘက်မှာရောက်ရှိတပ်ဆွဲနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တီဘောမျိုးဘက်မှာတော့လက်နက်ကြီးတလုံးတလေပြက်ခတ်တာကလွဲပြီးတော့ငြိမ်သက်နေခဲ့ပေမယ့်စစ်အင်ရွာမှာတော့ဇွန်လ28ရက်နေ့ညနေပိုင်းမှာ MNDAA ကိုကန်တပ်အင်အားတထောင်ကျော်ဟာလက်နက်ကြီးတွေကားရှစ်စီးနဲ့ရောက်ရှိတပ်ဆွဲနေတယ်လို့ရွာကန်နေစီကခိုင်မာတဲ့ပြောပြချက်အရသိရပါတယ်။စစ်အင်ရွာတီဘော ဒုထဝတီတရားဘတ်ကိုကန့်တက်ဖွဲ့တွေအလုံးရင်းနဲ့ရောက်ရှိလာပြီးတော့တက်ဆွဲနေရယူနေပြီးငကိုတက်ဆွဲထားတဲ့တောင်းပလောင်တက်ဖွဲ့တွေထွက်ခွာသွားတယ်လို့ဒေသခံတွေကသိရပါဗျ။ညကမိုင်းတွေလက်နက်ကြီးကြီးတွေထမ်းရတာမနက်နှစ်နာရီကြာမှပြီးသွားတယ်။အိမ်မာရောရွာမာပါကိုကန့်တွေအပြည့်ပဲပလောင်တွေထွက်ခွာသွားတော့သူတို့ရောက်လာတာလို့စိတ်အင်ရွာသားတို့ကပြောပြခဲ့ပါဗျ။ကြောင်မဲမြို့မှာတော့ညပိုင်း9နာရီကမှစစ်ကောင်စီရဲ့112လေယာဉ်ကဘုံကျဲတိုက်ခိုက်ခဲ့လို့ တရုတ်တင်းကျိုင်းကြောက်တောင်ပန်ဟတ်ကြောင်မဲကြီးဘတ်နဲ့မြို့ရင်းဘတ်တွေကိုဘုံအလုံး30ကျော်ကျဲချခဲ့တယ်လို့သိရပါတယ်ကြောင်မဲမြို့ပေါ်ရက်ွက်တွေကတချို့ဆက်ပြီးရှောင်းတွေဟာချောင်းချောက်ရွာဇောတိရှမ်းဖုန်ကြီးကျောင်းနဲ့ရွာမှာ900လောက်ခိုးလုံနေပြီးတော့ရိတ်ခါနဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့သိရပါတယ်ပြင်းလွယ်မြို့ကစစ်စေးရုံဂရင်း900မှာစစ်ကောင်စီတပ်ကထိခိုက်ဒဏ်ရာရသူတပ်ရင်းနှရင်းစာလောက်ရှိနေပြီးတော့ ဝက်ဝံဗန်ပွေးနာအထီကိုထိတွေ့မှုတွေဖြစ်နေတဲ့အတွက်မြို့ပေါ်နေတဲ့လူတချို့ဟာမန္တလေးဘက်ကိုကြိုတင်ပြီးတော့စစ်ရှောင်နေကြပြီလို့သိရပါတယ်။ရှမ်းမြောက်ရဲ့တကြောပြန်1027စစ်စင်ရေးဒုတိယလှိုင်းဟာဇွန်လ25ရက်နေ့ကနေပြီးတော့ဒီကနေ့ဇွန်လ26ရက်နေ့အတွင်းစစ်ကောင်စီတပ်တွေနဲ့ TNL မန္တလေး PDF မိုးကုတ်ဗျူဟာတိုက်ရင်၄ရင်းဓနုပြည်သူလွတ်မြောက်ရေးတပ်ဦး DPLF DPLA တို့ပူးပေါင်းအင်အားတပ်ပေါင်းကျော်တို့တိုက်ပွဲဖြစ်ပွားခဲ့တာမှာနောင်ချုံမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့ ကြောင်မဲမြို့မှာမြို့ပြင်စစ်စခန်းတွေကလွဲပြီးတော့မြို့ပေါ်ကိုထိန်းချုပ်ထားတာကတီဘောမှာစစ်ဆိုင်ထားပြီးဘိုးကုတ်ပြင်ဦးလွင်နဲ့လာရှိုးမြို့တို့ကိုချိတ်ချောက်ထားတဲ့အနေအထားရောက်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကလာရှိုးမျိုးနဲ့ဆက်သွယ်ထားတဲ့တရား၂ဆင့်အပါအဝင်တရား၅ဆင့်ကိုမိုက်ခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇိုလာ၂၈ရက်နေ့လာရှိုးမျိုးနဲ့မန်ဆန်ရေကြမန်းပွဲလာရှိုးဆက်သွယ်ထားတဲ့တရား၂ဆင့်ကိုစစ်ကောင်စီတပ်ဖွဲ့ကမိုက်ခွဲဖျက်ဆီးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတရားဟာမန်ဆန်ရေကြဂျိုးတရားနဲ့ခိုးလိတ်ရထားလမ်းတရားတို့ဖြစ်ပြီးတော့ခိုးလိတ်မန်းပွဲမန်းပွဲလုံးမန်းပွဲဘူရာစတဲ့ခြေရွာတွေက အများပြည်သူတွေအသုံးပြုနေတဲ့တရားဖြစ်တယ်လို့သိရပါတယ်။တရားပြက်စီးသွားတဲ့အတွက်ဒေတာတွင်းကရက်သားပြည်သူများတွာလာရေးနဲ့ရိတ်ခါတည်ယူရေးတို့ရပ်တန့်ခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်ဇွန်လ25ရက်နေ့ကလည်းအများပြည်သူအသုံးပြုနေတဲ့ခိုးလိပ်အုပ်စုမှရှိတဲ့မန်းပွဲရွာတရားစွတ်လန်းတရားနဲ့မန်းဆန်းရေကြတရားတို့ကိုလည်းစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇွန်လ23ရက်နေ့ကလည်းစစ်ကောင်စီကနားရှုမိုင်းရွာလမ်းပေါ်မှာရှိတဲ့ကောင်းဟုံးရွာ၊နတ်ဖရွာနဲ့ မန္တာရွာများကိုဖြတ်တန်းသွားလာနေတဲ့လမ်းမကြီး300ကိုကန့်လန့်ဖြတ်မြောင်းများဖောက်ပြီးတော့ဖြတ်စည်းခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့မန္တလေးတိုင်းမိုးကုတ်မြို့နယ်အရှေ့ပိုင်းရှမ်းစုရံမှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဥယျာဉ်ကျောင်းတိုက်ကအသက်73နှစ်အရွယ်ကိုရင်ကုတလပြန်လည်တော်မူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့ညနေပိုင်းကစစ်တပ်ကလက်နက်ကြီးနဲ့လူနေရပ်ကွက်များကိုပစ်ခတ်ရမှာမိုးကုတ်မြို့နယ်အရှေ့ပိုင်းရှမ်းစုရံဥယျာဉ်ကျောင်းတိုက်ကိုလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ ကိုရင်၅ပါးထိမှန်ဒဏ်ရာရတဲ့တွေကကိုရင်ကုသလဟာတွေးထွက်လွန်ပြီးတော့ပြန်လည်တော်မူသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ လက်နက်ကြီးထိမှန်တဲ့ကိုရင်၅ပါးမှာကိုရင်ကုသလကခေါင်းကိုထိမှန်တာအဲ့ဒီမှာသွေးထွက်လွန်ပြီးတော့ပြန်လွန်တော်မူတဲ့ကျန်တဲ့ကိုရင်တွေကတော့ဒဏ်ရာရတယ်အသက်အန္တရာယ်တော့မစိုးရရဘူးလို့ဒိုင်ဂါတအူးကပြောပြခဲ့ပါတယ်ဇော်လ28ရက်နေ့မနက်10:00နာရီအချိန်ကလည်းမိုးကုတ်အနောက်ပိုင်းအောက်တုခရက်ွက်မှာလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲမှုကြောင့်အမျိုးသမီးတအူးတေဆုံးခဲ့ရတယ်လို့သိရပါတယ်ဒီကနေ့ဇော်လ29ရက်နေ့မနက်ပိုင်းမှာမိုးကုတ်မြို့နယ်အနောက်ပိုင်း ခေါင်းဦးဘာဇလီဖားပင်ဘက်တွေမှာလက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်တန်းတွေထွက်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ